ကောက်ကြီးရဲ့အတွင်းကိုလည်း Nation League Final တက်ရောက်နိုင်ခဲ့တဲ့ Ronaldo ပရိသတ်များလုံးဝမေ့လာပါဗျာ Manchester Force ကနေပြန်လဲကြိုးလိုက်ပါရင်ပေါ်တူဂီကောက်ကြီး Ronaldo ကတော့ဘောလုံးကပါကိုထပ်မံ short ရစေခဲ့ပြန်ပြီဖြစ်ပါရင်ကောက်ကြီးဟာအတန်လေးစင်မှာဟုတ်ရဲ့လားဆိုပြီးမှတ်ပုံတင်တောင်းကြီးရတော့မဲ့ချိန်ဆွမ်းမျိုးနဲ့ကလပ်အသင်းနဲ့နိုင်ငံအသင်းတွေမှာလူငယ်တွေနဲ့အပြိုင်ချိန်ဆွမ်းပြနေစေဖြစ်ပါရင် ဒီနေ့မနက်ကစားခဲ့တဲ့ဂျာမနီနဲ့ Nation League Semi-final ပွဲစဉ်မှာလည်း Redo ရဲ့အနိုင်ကိုကြောင့် Portugal ရောဘောလုံးပွဲကိုတက်ရောက်သွားခဲ့ပြန်ပြီဖြစ်ပါရင် Portugal ဟာဂျာမနီကိုအနိုင်မရတာ25နှစ်လောက်ကြာခဲ့ပြီဖြစ်တာကြောင့်ဒီနိုင်ပွဲဟာအချို့ဘောတကာလောင်းတယ်လို့ဖြစ်စေပါပါ။ဒါ့အပြင် Portugal 2019ခုနှစ်နောက်ပိုင်း Nation League ဘောလုံးပွဲကိုနောက်တစ်ခေါက်တက်ရောက်နိုင်ခဲ့တယ်လို့ Redo အနားမယူခင်နောက်ထပ်ဆူပလာထပ်မံရရှိသွားမလားဆိုတာကလည်းရင်ခုန်စရာကောင်းနေခဲ့ပါရင် တတင်းစလုံးဟာဒီပွဲကိုလေးထားပြီးတော့အဓိကကစားသမားတွေနဲ့ပဲပွဲထွက်လာခဲ့တာဖြစ်ပါရင်ပရိုင်မာတော့အင်ရှင်ဂျာမနီဘက်ကပွဲကိုဥဆောင်ထားနိုင်ခဲ့ပြီးအခွင့်အရေးတွေအများပြားရရှိခဲ့ပေမဲ့အဆုံးသတ်မသိကြမှုတွေကြောင့်ဂိုးဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ပေါ်တူဂီနေနဲ့ပရိုင်မာယုံကန်ခဲ့ရပြီးဂိုးပေါက်တဲကန်ချက်တစ်ချိန်သာရှိခဲ့တဲ့အထိဆိုးရွားနေခဲ့တာဖြစ်ပါရင်ဒုတိယအပြန်ဆမှာတော့ဂျာမနီဘက်ကဥဆောင်ကိုရရှိသွားခဲ့ပြီးကင်းမရှင်အလိုက်တင်မတင်ပေးမှုကိုပရိုရီယန်ဝစ်ကခေါင်းတိုင်သွင်းယူသွားခဲ့တာဖြစ်ပါရင်ဥဆောင်ကိုပြေးလိုက်ရပြီးတဲ့နောက်ပေါ်တူဂီဘက်ကလည်းပြန်လည်ဖိအားပေးဖို့တောင်းလျှောက်ကြိုးစားလာခဲ့ပါရင် ပွဲချိန်63မိနစ်မှာတော့ပေါ်တူဂီဘက်ကခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီးဒီတိုင်းရဲ့အလိုက်အတင်ချပေးမှုကိုလူစားဝင်စားမှာကွန်ဆင်ဆယ်က ဆွဲပြေးပြီးတော့ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။အချိန်ချောင်းဆက်ရှင်တွေမှာတော့ပေါ်တူဂီတို့ဥဆောင်ကိုပြန်လည်ရရှိခဲ့ပြီးမန်နက်စ်ရဲ့ဖျက်ချိုးပေးမှုကိုရယ်လိုကအလိုက်တင်ပေးသွင်းခဲ့တာပါ။လက်ချန်ပွဲအချိန်တွေမှာတော့နှစ်သင်းစလုံးအပြလည်ထိုးဖောက်မှုတွေကိုမြင်တွေ့ခဲ့ရပေမဲ့ဂိုးဖင်ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာကြောင့်နှစ်ဂိုးတစ်ဂိုးနဲ့ပဲပေါ်တူဂီတို့ဂျာမနီကိုနိုင်ယူပြီး final ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပေါ်တူဂီနဲ့ final မှာတော့ Spain နဲ့ပြင်သစ်တို့ပွဲစဉ်ကနိုင်ရတဲ့အသင်းနဲ့ကစားသွားရမှာဖြစ်ပါတယ်။ဒီဘက်မှာတကောသွင်းယူနိုင်ခဲ့တဲ့ရော်နယ်ဒိုက Nation League မှာသွင်းကို9ဂိုးတိသွင်းယူထားပြီးဂိုးသွင်းပြီးရင်စုလည်းထိန်းဆုံးကနေရေးပန်းစားနေပါတယ်။ဟုတ်ကဲ့ပါဗျာ၊ဗျူလီကလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင် 希望怎么样？